ဒီနေ့မြမရွှေသေးကတော့84သိန်းကျော်အထိပြန်ပြီးတော့တက်ပါတယ်မြမငွေသေးတွေကတော့ညနေမှာတက်ကြမှရှိပါဘူးအားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က29ရက်နေ့ဆယ်လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းဆက်တော့ခြင်းညနေ9:00ထိုးနေပါပြီမြမရွှေက15ပဲရေတကြတာကို88သိန်း6တောင်း ၁၆ဘဲရီရတာကိုဆိုင်ကရောင်းနေသေးက84သိန်း၂၀ဆိုင်ကလက်ခံနေသေးက83သိန်း၂၀တနစ်သိမီလင်းရွှေတစ်ချပ်သားကို82သိန်း၈သောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေစည်းတွေကနေရာဒီတားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှိမ့်ငယ်กว่าချာမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ဝင်ဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ဝင်ဆိုင်ကရောင်းနေသေးက၄,၈၅ချပ် ဆိုင်ငါလက်ခံတဲ့ဈေးက3985ကျပ်ယူရိုငွေယူရိုကိုမြန်မာကျပ်ငွေ4845ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ငါရောင်းတဲ့ဈေးက3140ဆိုင်ငါလက်ခံတဲ့ဈေးက3065ကျပ်တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ984ကျပ်အอสတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2685ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဖက်ပီးချင်းလူမတွေကပန်ငွေ815ဘတ်ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးပဲယူမတွေကကျပ်သိန်းကိုပန်ငွေ895ဘတ်မလေးငွေ105.48ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3800 ဆက်ရှိတသမာ၄ရှိကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ၃၆၁၁တသမာ၃၈ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ၂၁၆၆တသမာ၃ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေစည်းတွေကနေရာတွေသားလိုက်ရင်းတော့ပြောင်းလဲမှုရှိနိုင်တယ်လို့ ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့နဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ခံပေးတဲ့သူရှိကိုရင်ပုံဆက်ပေးမှာပဲ။ငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကကြံပြချင်ပါတယ်။ဒီနေ့မှာတော့မြမရွှေဈေးကတက်တယ်လို့ကပားရွှေဈေးကလည်းတအောင်စားကိုဒေါ်လာ၄000ကျော်ထိကိုဈေးတက်သွားပါပြီ။တော့ဒီနေ့ညမှာဆိုလို့ရှိရင်လည်းပဲအမေရိကန်ပြည်ပဘန်ကနေပြီးတော့အတိုးနှုန်းကျညာမှာဖြစ်ပါတယ်။ ဒီနေ့ညမှာလည်းပဲအတုံးလုံးလျှော်မယ်ဆိုရင်ကဘာရွှေစည်းကဆက်လက်တက်ပေါ်လာလာရှိပါတယ်။ဒီနေ့ကဘာရွှေစည်းတက်မယ်ဆိုလို့ရှိရင်တော့မနေ့ပြင်ကြလို့ရှိရင်လည်းပဲမြမရွှေစည်းကဆက်တက်နေမှာဖြစ်ပါတယ်။မြမရွှေစည်းငွေစည်းတွေကိုမြန်တန်တင်ပေးပါတယ်။မြမရွှေစည်းငွေစည်းတွေကိုတည်ချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လုပ်ထားနိုင်ပါတယ်။အားလုံးမဲ့စိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်နိုင်ကြပါစေ။